တော်ကိုယ်တိုင်လည်းတရုတ်ဆောင်ရိုက်တာပြောက်အဖြစ်ဆောင်ရည်တာဖြစ်သလိုကျွန်တော်မတိရပါပဲစသီးပါတယ်ဒီလေးတွေ့ရင်ကလည်းကိုယ်တိုင်ကြာကြလို့ပြီးရုပ်ရှင်ရိုက်ပေါ်မယ်ဆိုတော့တကယ်ကိုပဲဝါသောက်ပါအဲဒါကြောင့်အပိတ်တဲ့စိတ်ပြည့်တဲ့ကိုလက်ရောက်လာတာဖြစ်သွားတယ်။ဒါလည်းဒါကအများကြီးရှိခဲ့ပါတယ်။အဲဒီကားလေးရတော့ဒါကျွန်တော်ပထမဦးဆုံး rider အနေနဲ့စပြီးရဲကူမယ်ရုပ်ရှင်ကားကြီးပါဟောစိတ်ကူးရင်ပါပဲစိတ်ကူးရင်ဇက်လင်းတခုပါဟိုပြစ်သက်ကူတော့ entertainment တခုအနေနဲ့ပြီးတော့ဟိုအမှုပညာခံစားမှုအမှုပညာလှုပ်ရှားမှုတခုအနေနဲ့ဟိုရိုက်ကူးတင်ဆက်ခြင်းနဲ့ပုံစံပါပဲဟုတ်အဓိကကျွန်တော်အဓိကဝါသနာပါတာပါကျွန်တော်ဒါလေးကိုကျွန်တော်စူးစမ်းကြည့်ခြင်းနဲ့ပေါ့နော်ဆိုတော့ဟိုကျွန်တော်စိတ်ကူးထားတာတစ်နှစ်ဝင်ကျင်တော့ရှိပါပြီဒေါက်တာနေနဲ့ရိုက်ဖို့စိတ်ကူးထားတစ်နှစ်ဝင်ကျင်တော့ရှိပြီဒါကတော့ကျွန်တော်အခုမှစပြီးအကောင့်နဲ့ပေါ်ဖြစ်တာဆိုတော့အဓိကတော့ဒီဇလန်လေးကိုကျွန်တော်ကိုယ်တိုင်စိတ်ကူးထားပြီးတော့ဒီဇလန်လေးကိုကျွန်တော် သဘောကျပါတယ်အဲ့တော့ကျွန်တော်သဘောကျတဲ့ challenge တခုကိုကျွန်တော်စိတ်ကြိုက်လေးကျွန်တော်ရက်ကူးနေတယ်ပေါ့အဲ့ဒီစိတ်ကူးနဲ့ကျွန်တော်အနေနဲ့ဒါကိုရက် driver အနေနဲ့ရက်ကူးဖို့အတွက်ရိုက်ဖို့တခုကိုကျွန်တော်စဉ်းစားဆုံးဖြတ်လိုက်တာပါဗျဟုတ်အဲကျွန်တော်ကတော့အမှန်တမ်းပြောလို့ရှိရင်တော့ဟို driver driver လည်းကျွန်တော်မခေါ်ပါဘူးအော် DOB လည်းကျွန်တော်ကသဘောတရားတစ်ခုကဟိုကျွန်တော်ကိုရိုက်ပြိမဲ့ကင်မရာမန်နှစ်ယောက်ပါတယ်ကိုတေစာကျော်ရယ်ပြီးတော့ကိုကြည်ဝင်းရယ် နှစ်ယောက်ပေါ့နော်ဒါပါပဲဟိုကျွန်တော်နေနေဟို12ဘက်နေနေကျွန်တော်ခေါ်တာမျိုး တော့မရှိဘူးဒါပေမဲ့ကျွန်တော်နဲ့ရင်းနှီးတဲ့ driver ကိုနေတစ်ကတော့ကျွန်တော်ကို shooting မှာဟိုကျွန်တော်ဝိုင်းပြီးကိုညီပေးမယ်ပေါ့တလောက်ပါပဲကျွန်တော်တော့ကျွန်တော်စိတ်ကူးနဲ့ကျွန်တော်ယုံကြည်ခြင်းနဲ့ကျွန်တော်ရိုက်မှာပါကျွန်တော်ယုံကြည်မှုအပြည့်ရှိလို့လည်းကျွန်တော်ရိုက်တာပါအဲ့တော့ကျွန်တော် idea ကိုကျွန်တော်အကောင်းဆုံးပြောင်းစူးစမ်းပြီးတော့ကျွန်တော်ရိုက်ကူသွားမှာပါဟုတ် ။ဟုတ်ကဲ့ဇလန်းလေးလည်းကြိုက်ပါရဲ့ဇလန်းလေးကဟိုစမ်းတယ်ပေါ့နော်။ဟိုတခါမှအဲ့လိုမရိုက်ဘူးတဲ့ character လေးပြီးတော့ဒီထဲမှာတော့အဲ့လိုမျိုး hot shot ဟို ခက်လန်းလန်းပေါ့နော်ခက်ဆော့ဆော့ကောင်းပါလေနေရာနေတုံးဆောင်ပါပါရှင်အခုနောက်ပိုင်းတော့ဇလန်းရိုက်ကူးတာလေးတွေကတော့ဟိုကိုတွက်အအနုပညာကျန်မဲ့ကားလေးတွေတော့ပို့ပြီးတော့ရွေးပြီးရိုက်ကူးဖြစ်ပါတယ်အရင်ထက်စားလို့ရှိရင်လည်းဒီဒရမာလေးတွေပို့ပြီးတော့ရိုက်ကူးလာရတယ်ကိုကိုလည်းအရင်ထက်စားလို့ရှိရင်နည်းနည်းအားရလာရပေါ့ကျွန်တော်အနေနဲ့ကတော့တိရစ္ဆာန်ဘက်ကူပဲဦးစားပေးပြီးတော့ကျွန်တော်လုပ်သွားမှာပါဟို ဆက်လျှောက်သွားမှာပါ rider အနေနဲ့ကတော့အမှန်တမ်းပြောရင်ကျွန်တော်ဒီ professional လည်းမဟုတ်ပါဘူးကျွန်တော်ဟိုအများကြီးကျွန်တော်တိနေတက်နေလို့လည်းမဟုတ်ပါဘူးကျွန်တော်ဝါသနာပါတဲ့အရာလေးတစ်ခုကိုကျွန်တော်ပုံဖော်ခြင်းနဲ့အရာလေးတစ်ခုကိုကျွန်တော်စူးစမ်းပြီးတော့ပုံဖော်ကြည့်ခြင်းနဲ့ဆိုတဲ့သဘောပါပဲပုံဖော်တဲ့သဘောပါပဲအဲ့တော့စီးဥဆောင်ဘက်ကပဲကျွန်တော်ဦးစားပေးပြီးတော့လှုပ်သွားမှာပါ rider အနေနဲ့ကတော့ကျွန်တော်အခုလိုမျိုးကျွန်တော်အရန်စိတ်ထဲမှာရိုက်ခြင်းနဲ့အာဒီသာဖြစ်နေတဲ့ဇလံမျိုးရိုက်ခြင်းနဲ့ဒီပေါ့ဟို အနုပညာလှုပ်ရှားမှုမျိုးရှိတယ်ဆိုရင်တော့ကျွန်တော်ရိုက်သွားမယ်ဒရိုက်တာကိုတော့ကျွန်တော်အမြင်တိုင်းတော့ရိုက်သွားမှာတော့မဟုတ်ပါဘူးကျွန်တော်ဦးစားပေးရတော့တိကျစုံနေနဲ့ပဲကျွန်တော်ဦးစားပေးပြီးလှုပ်သွားမှာ